ဘဝချင်းခြားနားသွားတဲ့အတိတ်ကချစ်သူကိုမေ့ပြပြီးထောက်လို့ရပိုင်းရှင်သတင်းမှကြီးနဲ့ဝါကျွရဲ့လက်ထက်တောင်းမဲ့မင်းသားချောင်းကြီးထွက်ခေါင်းဘဝဘဝတွေခြားနားပြီးတော့မတူညီတဲ့ဘဝကိုရရှိသွားတဲ့တချိန်ကချစ်ရသူကိုဘဝတစ်သက်လုံးလွန်ဆွေးပြီးတော့ဆောင်စားနိုင်မဲ့သူဆိုတာမရှိတော့ပါဘူးနော်မြမနိုင်ငံရဲ့နာမည်ကျော်မင်းသားချောင်းကြီးထွက်ခေါင်းဆိုရင်လည်းကိုယ်နဲ့သွားပြီးဖြစ်ပြီးတော့သူနဲ့တသက်ဆောင်ဝေးကွာသွားခဲ့ရတဲ့ချစ်ရသူလေးကိုမေ့ပြခဲ့ပါပြီဒါတည်းမကနောက်ထပ်ချစ်သူကောင်းမလေးအစ်တရရှိနေပြီဖြစ်ပြီးတော့မကြခင်အချိန်တွင်းမှလက်ထက်တောင်းမဲ့အကြောင်းအခုလိုမျိုးပဲတည်ဝင်ကြီးညာလာခဲ့ပြီဖြစ်ပါတယ်မင်းသားကြီးထွက်ခေါင်းကအချိန်နဲ့ပတ်သက်ပြီးအရေး န်ကြီးရှုပ်ထွေးနေတာမျိုးမရှိပေမဲ့တစ်ချိန်လုံးကတော့သူစီမှာအရန်ချီရတဲ့ချစ်သူကောင်းမလေးတယောက်ရှိခဲ့ပူပါတယ်။အဲ့ဒီချစ်သူကောင်းမလေးနဲ့လူသိရှင်ကြားလက်တွဲခဲ့တာဖြစ်ပြီးတော့မိဘတွေကလည်းသဘောတူကြပါတယ်ရှင်။ဒါပေမဲ့လည်းလွင်ခဲ့တဲ့ဒီနှစ်ကျော်လောက်ကမှအဲ့ဒီချစ်သူကောင်းမလေးကနေမကောင်းဖြစ်ပြီးတော့ကိုယ်လွန်သွားခဲ့ရှာပါတယ်။ ညထွက်ကောင်အနေနဲ့လည်းကောင်မလေးရဲ့နောက်ဆုံးအချိန်အထိဂီယုဒဇိုက်ဆောက်ရှောက်ပေးခဲ့တာဖြစ်ပြီးသူရဲ့လက်ပေါ်မှာပဲကိုလွန်သွားခင်းရတဲ့ချစ်သူကိုဘလို့မှမမေ့နိုင်အောင်ဖြစ်ရတယ်လို့လည်းဆိုပါတယ်။နှစ်စဉ်နှစ်တိုင်းမှာလည်းကောင်မလေးအတွက်ကောင်းမှုကုသိုလ်တွေလုပ်ပေးနေပြီးတော့တသက်လုံးလွမ်းဆွနေမဲ့အကြောင်းကိုလည်းဝမ်းနည်းစွာပြောနေခဲ့ပါတယ်။ ဒါပေမဲ့လည်းပြီးခဲ့တဲ့လပိုင်းကတော့သူ့ရဲ့ချစ်သူအစ်စ်ဆိုတဲ့ကောင်းမလေးကိုထုတ်ပြန်လာခဲ့တာဖြစ်ပြီးနှစ်ယောက်သားတရားဝင်လက်တွဲခဲ့ကြပါတယ်။ဒါရမကအခုဆိုရင်တော့ကိုလွန်သွားခဲ့တဲ့ချစ်သူကိုမေ့ပြပြီးတော့လက်ရှိချစ်သူကောင်းမလေးနဲ့ဝါလာကင်းလွန်သတင်းချွတ်မှာတော့လက်ထပ်တော့မဲ့အကြောင်းပြည်သက်တွေကိုဝမ်းသာစွာနဲ့အသိပေးလာခဲ့ပါတယ်ရှင်။ လက်ရှိမှာညီထွက်ခေါင်းနဲ့တွဲနေတဲ့ချစ်သူကောင်းမလေးရဆိုရင်အရန်ကိုချမ်းသာတဲ့တတိမလေးတယောက်ဖြစ်ပြီးထုတ်လို့ရလုပ်ငန်းအနေနဲ့စီးပွားရေးလုပ်ငန်းပေါင်းများစွာကိုဦးစီးလုပ်ကိုင်နေသူတယောက်ပါအဓိကကတော့ရုပ်ရှင်ထုတ်လို့ရကုမ္ပဏီများစွာကိုပိုင်ဆိုင်ထားခဲ့တဲ့အတွက်သူမရဲ့အနေအထားကတယုံတယုံမင်းသားမင်းသမီးတွေကိုအသာလေးထင်းကျုံနိုင်စွမ်းရှိပါတယ်။ဒါကြောင့်လည်းမင်းသားမင်းသမီးတွေရဲ့အရေးပေးခံရတဲ့တတိမလေးတယောက်ဖြစ်ပြီးညီထွက်ခေါင်းနဲ့လည်းအလုပ်ကိစ္စတွေဆွေးနွေးရင်းနဲ့အခုလိုမျိုးချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ပြီးခဲ့တဲ့လပိုင်းကကြဲအောင်ခဲ့တဲ့ညွှန်ကြောင်ရဲ့အမွေနေကိုလည်းလက်ဆောင်ပန်းစီတွေနဲ့အတူသိမ်းမောင်းများစွာတံမိုးရှိတဲ့လက်ဆောင်လေးပေးအပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ဆက်ဆံရေးကိုတရားဝင်ချပြလာခဲ့တာဖြစ်ပြီးအခုတော့ဝါကျွတ်တဲ့အခါမှာလက်ထက်တော့မစ်ဆရာအကြောင်းအားလုံးသိအောင်လို့ကြီးညာလာခဲ့တာဖြစ်ပါတယ် ညီထွက်ခေါအနေနဲ့လည်းတပင်လဲလို့တပင်ထူတယ်လို့တောင်ပြောလို့မရပဲတစ်ချိန်တစ်ခါမှလက်မထက်ရသေးတဲ့လူပြိုတယောက်ဖြစ်တဲ့အတွက်သူ့ရဲ့အင်တောင်ကြီးကိုစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ဒါပေမဲ့လည်းတချို့တွေကတော့ညီထွက်ခေါကကွလွန်သွားတဲ့ချစ်သူကောင်မလေးကိုမပြစ်ပြီးတော့တခြားကောင်မလေးနဲ့လက်ထက်မဲ့အပေါ်မှာမတင်တော်ဘူးလို့လည်းဝေဖန်နေကြတာတွေကရှိနေပါတယ်။အရင်ချစ်သူကိုအရင်ချစ်တယ်မိမရဘူးဆိုပြီးတော့ချစ်သူအစ်ထားတာကလက်ပြလုံးရလားဆိုတော့ဝေဖန်မှုတွေကိုလည်းရရှိနေခဲ့ပါတယ်။ ဒါပေမဲ့ဒီအတန်ဝေးသွားရုံနဲ့မဟုတ်ဘဲဘဝချပြီးတော့ကွလွန်သွားခဲ့တဲ့ချစ်သူကိုဘယ်အချိန်ထိသက်သာရှိစွာစောင့်ဆိုင်းပြီးတော့လွမ်းဆွေးနေအောင်မှာပါလဲရှင်အချိန်တစ်ခုအထိကောင်းမလေးအတွက်ကောင်းမှုကုသိုလ်တွေလည်းလုပ်ပေးခဲ့သလိုတတိယလွန်ဆွတ်စွာနဲ့သက်သာရှိသေးခဲ့တာပါပဲလုံလောက်နေပြီလို့လည်းဆိုနိုင်ပါတယ်။ဒါကြောင့်မင်းသားကျော်ညီထွတ်ခေါင်အနေနဲ့လည်းသူ့ရဲ့ရှစ်ဆရာမဲ့ဘဝခင်းလန်းအတွက်တင့်တော်မဲ့လက်တွဲဖို့ကောင်းမလေးကိုရွေးချယ်ပြီးတော့မကြခင်လပိုင်းအတွက်မှလက်ထပ်တော်မှာဖြစ်ပါတယ်။ ညထွက်ကောင်းရဲ့လက်ရှိချစ်သူကောင်းမလေးကအရန်လက်ချမ်းသာသလိုအရန်လက်ချစ်ဆရာကောင်းတဲ့အတွက်သူတို့ရဲ့စုံတွဲလေးကတကယ့်ကိုလိုက်ဖက်ညီနေပါတယ်နော်။နောက်ပြီးတော့ရုပ်ရှင်ထုတ်လုပ်ရေးကော်မတီပိုင်းရှင်သတိမှကြီးလက်ဖက်တဲ့အတွက်မင်းသားညထွက်ကောင်းရဲ့ရှစ်ဆက်မဲ့အနုပညာလမ်းကြောင်းကိုလည်းအများကြီးအထောက်အကူပြုနိုင်မှာပါရှင်။ဒါကြောင့်ဘဝချာကိုလွန်သွားခဲ့တဲ့ချစ်သူကောင်းမလေးကိုမိပြီးတော့ဝါကျွတ်တဲ့အခါလက်ထက်တော့မယ်ဆိုတဲ့မင်းသားဆောင်ညီထွက်ခောင်းရဲ့မင်္ဂလာသတင်းလေးကိုပြည့်တဲ့ကြီးတို့ရောသဘောတူကြပါရဲ့လားရှင်။